ားလုံးပဲမင်္ဂလာပါဗျာအခုတော့ကျွန်တော်10လာသားမိတွေအတွက်ဘဝတရဆာတည်တည်နဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှင်လို့စိတ်မရှိဘူးရစ်တယ်ထင်တယ်လူတို့ရှင်မဲ့ကြည့်ကျင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့အကြာကြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့10လာသားမိတွေပေါ့10လာသားမိတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းချို၃လုံးရှိတယ်အဲ့ဒီအထက်ဆောင်ပန်းချို၃လုံးကကိုယ့်ဘဝမှာအဓိကကြားတဲ့သူတွေမှာပါတယ် အဲ့တော့ဘာဘဲဂျိုးတွေလဲဆိုတော့တောက်ကြရဲ့စနေရဲ့အင်္ဂါကိုတော့ဆောင်းပန်းဂျိုးဖြစ်တယ်။နော်ဒါကြောင့်ပဲဒီ၃လုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်။အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုးကအဓိကကြားတယ်ပေါ့နော်။တဲလာသားမိတွေလည်းတောက်ကြဂျိုးကအဓိကကြားတယ်။ဒါကြောင့်တောက်ကြဂျိုးကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြဂျိုးကိုကျွန်တော်တို့ကဟိုကို့ဘဝမှာဘလို့လက်တွဲပြီးတော့အားကိုးရဖြစ်သုံးမလဲပေါ့။အဲ့တော့တောက်ကြဂျိုးကတဲလာသားမိတွေအတွက်က အကောင်းဆုံးဂျိုဖြစ်တယ်။တောက်ကြဂျိုကလုံကြုံတာကာကွယ်တာရင်းနှီးမြှောက်နှံတာဒါကိုပြောတာ။အဲ့တော့တင်းလာသားမီဒီယာဘဝမှာရလာတဲ့ငွေကိုဘယ်လိုရင်းနှီးမြှောက်နှံရမလဲဆိုတော့ပညာကိုအဓိက လေ့လာဖို့လိုတယ်။တဲ့တကယ်ကိုကျွန်တော်တို့ကဘာမှနာမည်ကြီးတဲ့ Warren Buffett တို့လိုငငယ်လေးတွေကသူတို့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုလုပ်ခဲ့တယ်ပတ်စံလေးတွေရလာရင်ဘယ်လိုရင်းတယ် ်ဒေါ်လာဘယ်လောက်ရလာရင်ငါဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြုပ်နှံမယ်နော်အော်ငွေကိုဘယ်လိုပွောင်းအောင်လုပ်ရမလဲဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြုပ်နှံမှုဟာအရွယ်တစ်ခုရအောင်ရောက်လို့ပါဗျာငယ်တော့တော့ဘာမှရင်းနှီးမြုပ်နှံနှံတတ်မှာမဟုတ်ဘူးပတ်စံလေးပဲဆုတ်တတ်မယ်အဲပတ်စံလေးဆုတ်လို့များလာရင်ဒါရွှေလေးလုံးမယ်ဒါကတော့ငယ်တုန်းအချိန်လောက်ကဒီလောက်ပဲလုတ်တတ်မှာခလေးဆိုတော့စီးပွားရေးလည်းလုတ်ဖို့မလွယ်ဘူးဟုတ်တယ်လားသားမီးတွေကအရွယ်တစ်ခုရောက်လာတယ်ဆိုကိုကျွမ်းကျင်တဲ့နယ်ပယ်ကိုယူနီမြုံနံမှုအပြည့်ဝလုပ်ဖို့လိုတယ် ဒါမှမဟုတ်ကျွန်တော်ကအိမ်အเจ้าနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခန်းနေလုံးမယ်ပေါ့ကျွန်တော်ဆက်ပြီးစီစောင်းနားလေတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေရန်ရာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုံးမယ်ပေါ့ကျွန်တော်ကတော့မဟုတ်ဘူးဆက်ပြိုးရေးအเจ้าနားလေတယ်ဒါဆိုတော့ကျွန်တော်စပားတွေပဲတွေလောက်မယ်ပေါ့ဗျာမဟုတ်ဘူးကျွန်တော်ကတစ်တွေအเจ้าနားလေတယ်ဒါဆိုတစ်တွေဝယ်ပြီးကျွန်တော်ဖာနီချာတွေလုံးမယ်ပရီဘော့ကတွေလုံးပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့ အဲ့တော့ဟမို့ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘယ်လိုကျွန်တော်ရင်းနှီးမြှုပ်နှံမလဲဒီကော့စပတ်တစ်ပစ္စည်းတွေကိုဝယ်ထားမလားလှောင်ထားမလားဘယ်လိုပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရမလဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့ကအဓိကကြတယ်လို့ပြောတာတော့အဓိကကြတယ်အဲ့တော့တင်းလာသားမီဒီယာဖြစ်တယ်ခင်ဗျာတုံးနေဖြုံးနေတယ်ဒီနေ့ရတယ်ဒီနေ့လောက်ကရတယ်ဒီနေ့လောက်ကခင်ဗျာ3000ရတယ်ထားပါတော့နော်တမဲဝယ်စားလိုက်တယ်1000ကုန်တယ်နော် အရက်ဝက်တောက်လိုက်တယ်တတောင်းကုန်တယ်အဲကျအဝက်စားဝက်ကြီးပိုးကြီးပန်းကြီးနဲ့ဖုံးပေထဲလိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးဒဲလာသားမိရဒဲလာသားမိကငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အကျင့်ကိုငွေတွေကလောက်ပါတော်တဲလာသားမိရစိုးမိုးကြွားဘန်လို့တာမျက်စိတည်းမြင်လိုက်ဘန်သွားပါလို့လဲငွေစုမယ်နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဘန်အန်းနဲ့ဘန်လှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတဲလာသားမိတွေကလောက်ပါဒါဆိုဘောကမှအောင်မြင်မယ်အဲ့တော့ ဘဏ်ကဘလို့ဒီအလုပ်လုပ်နေလဲငွေတို့ဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားငွေကိုဘလို့သူတို့အရင်းကြီးလုပ်ပြီးဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘဏ်လုပ်တဲ့ပုံစံအတိုင်းတင်းလာသားမီဒီယာဘဝမှာလုံမယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲကြည်ကြည်လေးလေးနဲ့ကြောကြောဟွာမရှိဘဲနဲ့နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာကဘဝလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးတွေကိုကျွန်တော်ကမမေ့စေချင်ဘူး အဲ့တော့တင်းလာသားမီးတွေရဲ့စီးပွားရေးကအင်ငါဂျိုပိုင်တာဗျအညွန့်ဂျိုနော်အညွန့်စီးပွားဆိုတော့ဖြစ်နေတဲ့ကြဟိုအင်ငါဂျိုပိုင်တာဒါကြောင့်အင်ငါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်啊အင်ငါဆိုတာစွန့်စားတာဗျစွန့်စားတာစွန့်စားစားလှုပ်တာအင်ငါဆိုတာစွန့်စွန့်စားစားနဲ့ထက်ထက်မြက်မြက်လှုပ်ကြတဲ့အပိုင်းကအင်ငါပိုင်တာဒါကြောင့်ပဲကျွန်တော်တို့ကတင်းလာသားမီးတွေကအရန်ကြီး ပုံဟောင်းအလုပ်တွေအရန်ကြီးဘလို့ပြောမလဲဆိုတော့ခက်မမီတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘတ်လိုလိုအဲ့လိုလုံးနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုကကိုဝါနာပါလို့ဝန်ထမ်းဝယ်လောက်တာတို့ဘာလို့တော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လှုပ်တော့မယ်ဆိုရင်တော့တဲလာသားမီဒီယာစွန့်စားရမယ်သူများတပ်ပို့ပြီးထွန်းဖောက်ပြီးလုံနိုင်မလို့လို့တယ်တဲလာသားမီဒီယာဖင်ပေါ့ဖို့လို့တယ် တင်ရတဲလာသားမီဒီယာဖြစ်နေလေးနေတယ်တခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အတဲလာသားမီဒီယာကြီးပွားဖို့မလွယ်ဘူးအော်တင်လာကအင်္ဂါပိုင်တာဖြစ်တဲ့တည်းကြီးပွားဖို့လိုတယ်တိုးတက်ဖို့လိုတယ်စွန့်စားဖို့လိုတယ်ကြီးပွားစင်စစ်ရှိဖို့လိုတယ်လှုပ်ရှားရှိတာတွေကိုကျွန်တော်တို့ကအားပါတရလှုပ်ထားဖို့လိုတယ်အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာအဲ့တော့စွန့်စားစားလှုပ်ရတဲ့အပိုင်းတွေကတင်လာသားမီဒီယာတွေကောင်းကောင်းသလိုအဲ့တော့အင်္ဂါဂျိုကစွန်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော်အင်္ဂါဂျိုဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေက အင်္ဂါပိုင်ပါတယ်နော်စောက်လို့ရင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုင်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုင်ပါတယ်အဲ့တော့အင်္ဂါဆိုတော့ကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလောက်ကန်ရတဲ့အလုပ်တွေစိတ်ရွေးကြကြလောက်ရတဲ့အလုပ်မျိုးတွေလို့ပြောတာလက်သမားဆရာတွေလိုလို engineer တွေလိုနော်အဲ့တော့ designer တွေလိုပေသေးချတိုင်းပြီးတော့ပခုံးဘလောက်ဟိရင်ဘက်ကဘလောက်ဟိနော်ခါဘလောက်ဟိ နော်လက်အရှိကဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလောက်ကတယ်လို့တိတိကျကျတေးသေးကျကျတိုင်းထွာလောက်ကတဲ့အလုပ်တွေမှာဒဲလာသားမိတွေကစီဝါရေးရှာမယ်လို့ပြောတာဒါတော့အဲ့ဒီနယ်ပယ်တွေကတော့အများကြီးပေါ့ဆရာဝန်ဆိုခွဲစိတ်ဆရာဝန်ဆရာဝန်လုံးမယ်ဆိုရင်ဘယ်အပိုင်းအကောင်ဆုံးလဲဒဲလာသားခွဲစိတ်ဆရာဝန်ဘာအတိအကျလေနော်ဒီနေရာမှာခွဲရင်ဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘတ်မှာသွားခွဲလို့မရဘူးနော် လက်မဲကြီးယောဂါဖြစ်နေတာကို6ရောက်မှသွားခွဲလို့မရဘူး။ तू ဖြစ်တဲ့နေရာမှာ तू ခွဲရမယ်။အဲ့တိအကြအဲ့တော့တော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုံအောင်တိအကြကြတော့ကဒါတော့ဆရာဝန်လုံးမယ်ဆိုရင်ကျွန်တော်တို့ကအင်းငါအားကောင်းတဲ့အတွက်တင်းလာတာမြာခွဲစစ်ဆရာဝန်လုံးကတယ်။အင်ဂျင်နီယာလုံးမယ်ဆိုရင်လည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်။အဲ့တော့မက်ကနီကယ်တို့စီဗယ်တို့လုံးရမှာပေါ့။နော်။အဲ့လိုပဲ။အလှပကြီးရဆိုတော့ဘယ်လိုဟာမျိုးတွေလဲ။စပင်တို့လို့ဒါအတိအကျပဲ။ နော်ဘယ်ဘယ်ဒီဇိုင်းညက်မယ်ဆိုတော့ဒီဒီညားဘယ်နေရာလောက်တူရမယ်ဘယ်လောက်ရှည်ရမလဲနော်အရှည်ကစမိတ်ချမယ်ဆိုလဲဘလို့အဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေဟာအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အသက်မွေးမှုအတွက်ဆိုရင်စဉ်းစားတက်ဖို့အတွက်အတွေးခေါ်ရမှာ ID လုပ်ငန်းဆိုလဲတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေအဲသူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေ ID မှာဆိုလဲ hacker လိုမျိုးတွေနော်အဲ့တော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါင်းမထိုးဖောက်နိုင်အောင်လုံခြုံရေး ဆက်ဂျူဒရီဘိုင်းနဲ့ပတ်သက်တဲ့ဟို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး네ဘယ်သီးသီးမှာအင်္ဂါဂျုံနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတက်မွေးလို့ရတာတွေရှိတယ်ဒါတွေကတဲလာသားမိတွေတဲ့အကောင်ဆုံးဖြစ်တယ်အဲတဲလာသားမိတွေကနောက်ထပ်အတက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့စက်နေဂျိုပိုင်တယ်စက်နေဂျိုပိုင်တယ်အတင်းလာသားမိတွေက6ခုမြောက်စက်နေဟုတ်ဒါဆိုတင်းလာသားမိတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ ဝေးလံခေါင်ဖျားတဲ့လူတွေနော်ဝေးလံခေါင်ဖျားတဲ့လူဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လည်းကိုရန်ကုန်မှာနေတယ်ကိုသွားရင်လာရင်လည်းနေဆက်သွားရင်လည်းအမှတွေးတဲ့တိုင်းသူတယောက်ယောက်နဲ့ဖူးစာส่งသွားတာတွေအချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုနဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့ foreigner တွေနဲ့အိမ်အောင်ကြသွားတာမျိုးတွေဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့ အိမ်တော်ဘက်ကလည်းအသက်အရွယ်မတိမ်မယုံမဟုတ်ပဲနဲ့ကြီးလွန်းတာငယ်လွန်းတာအဲ့လိုတွေဖြစ်တတ်တယ်ဒါတော့အတင်းလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတွေးအခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်တော်ကြက်တတ်တယ်အာမဟုတ်ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားကလည်းချင်းကောင်းရင်တလန်းနဲ့နူနေအိမ်တော်ကြတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်များများမတူဘူးတော်များများစရိုက်ဒလေးအယူအဆစိတ်ကူး ွဲပြားတဲ့လူမျိုးတွေနဲ့ဒဲလာသားမီဒီယာအိမ်အောင်ကြလေရှိတယ်။ဒါတော့ဒဲလာသားမီဒီယာအိမ်အောင်ကြတဲ့ခါကျရင်ကိုယ့်အိမ်အောင်ဘက်ကိုတော်တော်ညှိယူရတယ်။နော်ကိုကကောင်းကောင်းစားခြင်းနဲ့ချက်တာပြုတ်တာကိုကိုယ်နဲ့လည်းချက်တယ်လေကောင်းအောင်ကိုရတယ်မိမကောင်းကောင်းမချက်တယ်ဘူး။ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကို နူတာနှက်ထားရမလဲမသိဘူး။အဲ့လိုတွေပေါ့နော်ကိုယ်နဲ့တလွဲဖြစ်တာတွေဒဲလာသားမီဒီယာအမြဲဖြစ်တတ်တယ်။အဲ့တော့အိမ်အောင်ရင်းမှသူများနဲ့မတူနည်းနည်းကမောက်ကမဖြစ်တယ်ကိုအိမ်အောင်ဘက်ကကိုနဲ့မတူတာ အသက်ရွယ်မတူတာအကြိုက် မတူတာအယူအဆဒလိမတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေ ਨੇ အိမ်အောင်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုယ့်အလုံးနော်အိမ်အောင်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဒါအတင်းလာသားမိတွေအကြမ်းမြင့်ပြောပြတာဖြစ်တယ်အဲ့တော့ရှောင်ဝါမဲ့ဟာတွေဘာအယောင်တွေဘေးရတနာတွေအများကြီးကြံတယ်ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည်မှာမဟုတ်အဲ့လိုအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ဘောင်းမှာထင်ပါတယ်တင်းလာသားမိတွေအားလုံး ဘဝမှာကံကောင်းကြပါစေအဆင်ပြေပါစေကိုလှုပ်တာတွေနဲ့ကိုကံနဲ့ကြိုက်အောင်လုပ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ